ယခုလပိုင်းအတွင်းမှာပဲ Justin Bieber သူ့ရဲ့ Instagram Story မှာ Drew Ho နဲ့သူနဲ့ဘာမှမတက်ဆိုင်တော့တဲ့အကြောင်းကိုဖွင့်ဟလာပါတယ်။ခုနှစ်နှစ်တာလက်တွဲခဲ့တဲ့ brand တစ်ခုဟာကြီးကြီးမားမားပြဿနာတစ်ခုကြောင့်လမ်းခွဲမှုတွေဖြစ်လာတယ်ဆိုတာ JB ရဲ့ဖွင့်ဟမှုတွေကိုကြည့်ရင်သိနိုင်ပါတယ်။ Drew Ho ရဲ့ Director Randall Cole နဲ့ JB ရဲ့ဆရာတော် Jordan Smith တို့ရဲ့ပုတ်တိုင်မှုကြောင့်လမ်းခွဲရတယ်ဆိုတာလည်းဖြစ်နိုင်ပါတယ်။လူကြီးမင်းတို့သိတဲ့ JB ဟာ Christian ဘာသာကိုစိတ်ရောကိုယ်ပါနှစ်ပြီးယုံကြည်သက်ဝင်သူဖြစ်ပါတယ်။ JB ရဲ့ဆရာတော် Jordan Smith ဆိုတာ Christian တရားဟောဆရာတော်တစ်ပါးဖြစ်ပါတယ်။ JB ရဲ့ကိစ္စတွေအကုန်လုံးကဘာသာရေးနဲ့ညှိစွန့်နေတာပဲဖြစ်ပါတယ်။အခြေရေးစီးပွားရေးလူမှုရေးအင်တာနက်ရေးတွေ ီကာစာဂျေဘီယာဆရာတော်ဂျူနန်စမစ်ရဲ့မိန့်ကြားမှုခရီးရန်အယူဆဆိုရင်ဝိညာဉ်ဆိုင်ရာလမ်းပြမှုအောက်မှာပဲနေနေရပုံရပါတယ်ဂျေဘီယာသူ့ရဲ့အခက်အခဲတွေအကုန်လုံးကိုသူ့ရဲ့ဆရာတော်ကပဲဖြစ်ရှင်းပေးတယ်လမ်းပြမှုတွေပေးတယ်ယခုချိန်ထိလည်းယုံကြည်မှုလွန်ကဲနေတော့မှဖြစ်ပါတယ်ဘာကြောင့်ယခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာဂျေဘီလိုစူပါစတာတယောက်ဟာစိတ်တစားဆန်ဆန်ဘာသာရေးကိစ္စတွေနဲ့ပြင်ပလောကလူမှုရေးကိစ္စတွေကိုရောစပ်ထားရတာလဲဆိုတာစဉ်းစားကြကြည့်ဖြစ်နေပါတယ်လူအများရဲ့ပြောကြားမှုအရတော့ဂျေဘီယာသူ့ရဲ့ဝိညာဉ်ကိုဆရာတော်ကထိန်းချုပ်ထားတယ်ဆရာတော်ပြီးမှဂျေဘီကောင်းကျင်ရတဲ့ကိစ္စတွေမှာအများကြီးပဲဂျေဘီရဲ့ယုံကြည်မှုကတာမန်မဟုတ်ဘဲလွန်ကဲနေတယ် သူ့မှာအခက်အခဲတွေစိတ်ဖိစီးမှုတွေများနေတယ်လို့ထင်ရတယ်ဈေးတွေအလွန်ကျွံသုံးဆွဲနေတယ်စတဲ့ထင်မြင်ချက်တွေဝေဖန်မှုတွေကလည်းအများကြီးပါပဲဈေးကတော့ Jordan Smith ဆိုရလဲပြီးခဲ့တဲ့2021ခုနှစ်လောက်ကဘာသာရေးဆိုင်ရာယုံကြည်မှုလွန်ခဲ့ပြီးအစွန်းရောက်နေသူတယောက်လို့လူများစွတ်စွတ်ချင်းခံထားရတဲ့တရားဟောပုဂ္ဂိုလ်တယောက်ပဲဖြစ်ပါတယ် Drew Hall နဲ့လမ်းခွဲခဲ့တာ JBS ဆရာတော်ကြောင့်မှာပြီးခဲ့တဲ့2024ခုနှစ်လောက်ကနေ Drew Hall ရဲ့စီမံခန့်ခွဲမှုအပိုင်းတွေအထိ JBS ဆရာတော်ကဝင်ရောက်ဆွတ်ဖက်ခဲ့ပါတယ်ဒါကြောင့်မဲ့ Drew Hall ရဲ့ Director Randan Gone နဲ့ဆရာတော်ရဲ့ကြာပုတ်တိုက်မှုတွေစဖြစ်ပါတော့တယ် JB ကိုဖျားเจ้าကနေထွက်စေခြင်းပါတယ်သူဟာဘာသာရေးဆိုင် ုင်ရာယုံကြည်မှုအရန်ကိုလွန်ကဲနေပါတယ်ဒီတိုင်းဆိုရင်အခက်အခဲတွေဖြစ်လာနိုင်တယ်လို့ Drew Hall ရဲ့ Director Randan Kok ကဆိုခဲ့ပါတယ် JB ကတော့ဆရာတော်မဆရာတော်ပဲဖြစ်နေတာပါအဲဒါကပြဿနာတစ်ခုပါနောက်တစ်ခုက Justin Bieber ရဲ့ Manager Scooter Baron ကြောင့်ပဲဖြစ်ပါတယ် JB ကိုဘာလို့လို့အဝတ်အစားဒီဇိုင်းကစားသူ့ရဲ့ idea ပဲဖြစ်စေချင်တာပါအဲ JB ရဲ့တဘောသားတွေကို Manager ကအမြဲတမ်းကက်ကွက်လေးရှိတယ်လို့ဆိုပါတယ် JB ရဲ့ Manager ကဖျားချောင်းကနေထွက်စေချင်တယ်လို့ Drew Hall နဲ့ပတ်သက်မှုတွေကိုလည်းဖြတ်စေချင်သူပါ Superstar တယောက်ဟာကိုပိုင်လွတ်လပ်မှုပျောက်ဆုံးနေပြီးသုံးပွင့်ဆိုင်ပုံစံကွက်ထဲကအယုတ်လေးတယုတ်လို့ဖြစ်နေတာပါကျွန်တော်အမြင်ကတော့ ဒရူးဟောနဲ့ခုနှစ်နှစ်သားတန်ရောစဉ်ကိုမဖြတ်ဖဲဘာသာရေးယုံကြည်မှုနဲ့မန်နေဂျာတို့ကိုလက်တွဲဖြုတ်စေချင်တာပါယခု JB ဟာမန်နေဂျာခံထားမှုမရှိတော့ပါဘူးသူမိမရဲ့မိသားစုမန်နေဂျာနဲ့ပဲအလုပ်လုပ်လို့ရှိပါတယ်ဒါနဲ့စကားမဆက်လူချင်းမင်းတို့နဲ့အိမ်မပိုင်ဘူးအပြစ်မထွက်မတွေ့ရဘူးဆိုတော့စိတ်တစားဆန်စွာယုံကြည်မှုလွန်ကဲနေတဲ့ကောင်မလေးတွေကိုမေ့ထားသင့်ပါတယ် JB ရဆရာတော်ရဲ့ဝိညာဉ်ထိန်းချုပ်မှုအောက်မှာနေနေတာ၁၀နှစ်ရှိပါပြီ။မန်နေဂျာစကူတာနဲ့လက်တွဲခဲ့တာလည်း၃၃နှစ်လောက်ရှိခဲ့ပါပြီ။ဂျူဂိုနဲ့လက်တွဲခဲ့တာလည်း၇နှစ်လောက်ရှိပါပြီ။မချောက၃ယောက်ကိုတယောက်ဖြစ်နေတဲ့ JB ကတော့ဆရာတော်ရဲ့ထိန်းချုပ်မှုကိုပဲရွေးချယ်သွားခဲ့ပါတယ်။မိမိတို့ရဲ့ကောင်းလေးကိုထိ ိန်းချုပ်လို့မရတော့ဘူးဆိုရင်ဆရာတော် Judas Smith ကိုတစ်ချိန်လောက်ဆက်တွေ့ကြည့်ဖို့အကြံပြုကျင်ပါတယ်။ JB ရ Drew ရဲ့အမှတ်တံဆိပ်တွေကို AI video နဲ့မီးရှို့ပြသခဲ့ပြီးသူ့ရဲ့နောက်ထပ်ကိုပိုင် brand တစ်ခုနဲ့ပါမိတ်ဆက်ခဲ့ပါသေးတယ်။ JB ကတော့ Drew နဲ့ကျွန်တော်နဲ့ဘာမှပတ်သက်မှုမရှိတော့ပါဘူး။ ကျွန်တော်ရဲ့ကိုပိုင်သဘောထားနဲ့မတိုက်ဆိုင်လို့ Drew ဟောကိုလမ်းခွဲခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ JB ကတော့ကျွန်တော်ကို light နှစ်တက်တဲ့သူဆိုရင် Drew အတွက်ပတ်သက်တယ်မကုံသေးပဲသူ့ရဲ့ brand အသစ်ဖြစ်တဲ့ Skyline ရဲ့ product တွေကိုပါတခါတည်းကြော်ညာသွားခဲ့ပါတယ်။ဒါတဲ့တချို့က2020ခုနှစ်မှာ JB နဲ့ Haley တို့ကိုရွှေလက်တွဲပေးခဲ့တာလေ။ဆရာတို့ရဲ့ဝိညာဉ်ထိန်းချုပ်မှုကြောင့်ဆိုရင် Selena Gomez နဲ့လမ်းခွဲခြင်းကလည်းဝိညာဉ်ထိန်းချုပ်မှုကြောင့်ပဲလို့ကောက်ချက်ချခဲ့ပါတယ်။ JB ကအိမ်အောင်ကြပြီးစိတ်ကျမ်းမာရေးပြဿနာနဲ့ဆွဲလမ်းမှုပြဿနာတွေကိုဝန်ခံခဲ့ဘူးပါတယ်။အဲအပြင်ထွက်ရင်လွတ်လပ်မှုမရှိပဲပိဋကတ်တွေဝိုင်းအောင်လာခြင်းကသူ့အတွက်စိတ်အဆင်မပြေဘူးလို့လည်းပြောခဲ့ပါတယ်။ အဲဒါကြောင့် JB ဟာပိတ်သက်တွေကိုဆွဲထိုးတာဆဲဆိုတာစတဲ့ကောင်းဆိုးလေးအထိဖြစ်ခဲ့ပါတယ်။တခါတလေတာမန်လူတယောက်လို့ JB နေချင်တာမှမားပါဘူး။အခုချိန်မှာ JB ဟာစိတ်လွတ်ကိုလွတ်ပပလက်မှာတာမန်လူတယောက်လို့နေနေတာပါ။အရန်ပိန်လာတယ်၊စေသမားအင်ဂျီယာမဲနဲ့တောင်တူလာတယ်ဆိုတဲ့ review တွေစိတ်ကြမ်းမာရေးထိခိုက်နေတယ်ဆိုတဲ့ပိတ်သက်အမြင်တွေကများလာပါတယ်။ရုပ်ဘက်တစ်ခုမှာအမြဲတမ်းစင်မော်မှာနေနေတဲ့သူကစင်မော်ပါပဲမနေပဲစင်အောက်မှာပိတ်သက်တွေနဲ့အတူလွတ်လွတ်လပ်လပ်နေတဲ့ JB ရဲ့ video ကလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။ဒီ video ကိုကြည့်ရင်ဘာထိန်ကုတ်မှုမှမရှိတဲ့လွတ်လပ်မှုကို JB နှစ်သက်လာတယ်ဆိုတာသိနိုင်ပါတယ်။ ်။ JB ဘလုံးနေနေ JB မှ JB ဆိုရဲပိတ်သက်တွေလည်းရှိပါတယ်။ JB ရဲ့ brand တစ်ကလည်းအလုတ်ဖြစ်မယ်ဆိုတာကျွန်တော်ထင်ပါတယ်။တခါတလေအောင်မြင်မှုချမ်းသာဖို့ဆိုတာထက်လွတ်လပ်မှုအရသာကပိုကောင်းနေဆိုတာကို JB ကပြသခဲ့တာပဲဖြစ်ပါတယ်။ quality content တွေကိုဖန်တီးပေးကြတာကျွန်တော်တို့ channel ရဲ့မြင့်တာပါ။လူကြီးမင်းတို့မြင့်တာကိုလည်းကျွန်တော်တို့လိုအပ်ပါတယ်။ like and subscribe လေးနှိပ်ပြီးမြင့်တာလေးတွေမျှပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။